မင်္ဂလာပါစနိုးပါဒီနေ့စနိုးကမနေ့ကကတိပေးထားတဲ့အတိုင်းပဲကွန်မန့်လေးတွေမှတ်ကြရပါတော့။မှတ်ကြရဲဆိုတော့စနိုးက split ခွဲနီလေးကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ split ခွဲနီကကြတော့သူကနှစ်မျိုးရှိအောင်ပေါ့နော်။ဒီလိုမျိုးအရှိအနောက်ခွဲတဲ့ split ရှိတယ်။အဲအရှိအနောက်ခွဲတဲ့ split ကိုကြတော့စနိုးက friend split လို့ပြောတာပေါ့နော်။အဲ့လိုမျိုးမဟုတ်ပဲနဲ့တက်တဲလေး180ခွဲတဲ့ဟာရှိတယ်။180ခွဲတဲ့ဟာဆိုလို့ရှိရင်အဲ့ဒါကကြတော့ middle split ပေါ့နော်။အခုဒီ middle split လေးကိုရချင်တယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးလေ့ကျင့်ရမလဲဆိုတာကိုပြောပြ ပေးတော့မှာရှိပါတယ်ဒါအဲ့ mid split လေးကိုရကြတယ်ဆိုလို့ရှင်းရင်အကျော်လျှော့နေရနှစ်မျိုးရှိရပေါ့နော်တစ်ခုကကျတော့ dynamic stretch ရှိရဲနောက်တစ်ခုကကျတော့ static stretch ရှိရဲ dynamic ဆိုတာကကျတော့သူက movement လေးနဲ့ show ရတဲ့အကျော်လျှော့တဲ့ဟာလေးပေါ့နော် static stretch ဆိုတာကကျတော့လုံးဝအငြိမ်လေး pose တစ်ခုကိုကိုက second 30ရနေပြီးတော့ second 60 10မိနစ်အထိကို hold ထားတဲ့ဟာလေးကကျတော့ static stretch ပေါ့နော်ဆိုတော့ဒီနေ့ကနှစ်မျိုးလုံးလုပ်ရပါမယ်ကြည့်ရအောင်နော် ဟဲ့တော့ပထမအဆုံးကကိုကသွေးပူနေမှာရမယ်သွေးပူနေမှာရမယ်ဆိုတော့တနေရာကိုကင်လိုက်ခါးလေးဆန်ထားမယ်တကူလုံးဆန်ထုတ်ထားမယ်အောက်ခြောက်ကလေးရဆန်ထားမယ်လုံးဝမကွေးနဲ့နော်ဒီခြေောက်တစ်ဖက်ကိုလွှဲပြီးတော့ခေါင်းပေါ်ကိုကန်မယ်အများကြီးတော့မြောက်ချင်မှမြောက်လိမ့်မယ်ဒါပေမဲ့ကန်ပေးမယ်နော်ဆယ်ချက်ဆယ်ချက်စီကန်ရအောင်ခြေောက်လေးကိုဆလွှဲမယ်မြောက်မယ်နော်ခါးလေးကိုဆယ်ချက်စီသွားမယ်နော်ဘဲကိုဆယ်ချက်ညောင်ဆယ်ချက် ညမျိုးလေးနော်အောက်ကဒိုးလေးလိုက်မကွေးစင်နဲ့ခါလေးကိုမှတ်ထားမယ်နော်ခေါင်းမော့အထီကိုလွှဲမယ်နောက်တစ်ချမ်းလေးလည်းအိမ်တိုင်းမယ်ဘေးလေးကိုကင်မယ်မြောင်မယ်နော်လွှဲထုံမယ်ဝဲထုံမယ်ဒါလေးကိုဆဲချက်လေးသွားပေးဘယ်ညာလေးပြီးသွားပြီဆိုလို့ရှိရင်လက်နှစ်ဖက်လုံးကနှံ့ရံမုံတင်လိုက်မယ်အရှိရနေပြီးတော့လွှဲမယ်ခေါင်းမုတ်ဆန်ထုံမယ်နော်ဒါလေးကလည်းအောက်ဒူးလေးတွေလုံးဝမကွေးစေနဲ့ခါးတွေမဆောင်းသွားစေနဲ့ရာသလောက်ကိုမြှောက်တင်မယ်အရှိန်လေးနဲ့လွှဲတယ်နော် ဝတာဘေးနားနေဝိုက်ပြောခေါင်းမုံဆွဲမြောင်မယ်နော်ဒါလေးရလေဘဲကို10ချက်ညာကို10ချက်ကဲအဲ့လိုမျိုးလေးကံပြီးတာပြီးသွားပြီဆိုလို့ရှိရင်တကြော်တည်းမရဘူးနှစ်ကြော်လုတ်ပြရမယ်နော်နှစ်ကြော်လေးလုတ်ပြီးသွားပြီဆိုလို့ရှိရင်အရှိအနေတစ်ခေါက်ပြပေးမယ်ရှောက်ကိုချဲထားလိုက်မယ်ချေပြားလေးရချေတက်တက်လေးကိုဝိုင်းလုတ်ထားမယ်ချေကိုမှောက်ချမယ် for of food ကြောကုန်းလေးဖြောထားမယ်ခေါင်းလေးငုံထားမယ်နော်စကြောလေးရှော့ဒူးလေးအကုန်လုံးကဆန်ထုတ်ထားမယ် ဘေးတိုင်းလေးပြပေးမယ်နော်။သူကခုနကလိုမျိုးဒီတိုင်းလေးခြားတာရဲ့အဲ့ခြားတာလေးကိုကိုယ်စိတ်ထဲမှာကအကျဉ်း30ရာနေပြီးတော့60အထိရှည်ရမယ်။ အခုဒီဟာလေးကကြတော့နောက်တစ်မျိုးပေါ့နော် ခုနဟာလေးဒီတိုင်းလေးခြားလာလေးကိုစကန့်30ရာနေ60ရေးပြီးသွားပြီဆိုရင်နောက်ထပ်တစ်မျိုးကလက်လေးရဲ့အနောက်ကိုဆန့်ထုတ်လိုက်မယ်။ရားသလောက်ကိုတွန်းသွားမယ်။ဓူးတွေလုံးဝမကွေးစေနဲ့။ခါးတွေကိုဆန့်ထုတ်ထားမယ်နော်။ဗိုက်လေးတွေကိုဖျော်မယ်။ခေါင်းလေးငုံမယ်။ဒါလေးကိုလည်းစကန့်30ရာနေပြီးတော့စကန့်60တမနစ်လေးဟိုထားပေး။ကဲကန္နာလည်းပြီးသွားပြီဒါလေးလည်းပြီးသွားပြီဆိုလို့ရှိရင်ထိုင်ရရှော်ရလေးတော့မယ်ထိုင်လိုက်မယ်နော် ပတာဖလိုင်းလေးသွားမယ်ခြေပြားလေးကိုပူမယ်ခါလေးဆမ်းမယ်နော်ဒုလေးလေးကိုခါထုံးမယ်တဝအောင်ရှုသွင်းမယ်ခါထားမယ်နော်ခါလေးခါလို့ပြီးသွားပြီဆိုလို့ရှိရင်လက်နှစ်ဖက်လေးအနောက်မှာချမယ်ခြောက်ကလေးလေးကိုကာထုံးမယ်ဒူးထောင်လာမယ်ဒူးနှစ်ဖက်လုံးချမယ်ခင်မြောင်းမယ်ချမယ်ဒါလေးသွားပြီနော်ဒါလေးကကျတော့အကျဉ်းရထက်ကိုကိုယ့်ရဲ့ပေါင်အတွင်းလေးကနည်းနည်းလေးတတောင်တတတာလေးရှိသွားပြီးလှုပ်ရှားရတာရှော့ရှော့ရှူလေးဖြစ်သွားပြီးဆိုတဲ့အထီကိုလှည့်ပေးမယ်နော် ။အဲ့ဒါလေးပြီးသွားပြီဆိုလို့ရှိရင်တမလင်ခွေလိုက်။ခြောက်တစ်ဖက်ကလေးကိုဆွဲမယ်။တထောင်လေးကိုထည့်မယ်။ဘယ်ညာလေးလည်းထုံးမယ်။ဒါလေးကိုစိတ်ထဲမှာဆဲချိန်လေးရေးပေးမယ်နော်။နောက်တစ်ချက်လေးလည်းအိတ်တိုင်းမယ်။ဒီဘက်လေးလာမယ်။လည်းထုံးမယ်။စိတ်ထဲမှာဆဲချိန်လေးရေးပေးမယ်နော်။ကဲဒါလေးပြီးသွားပြီဆိုလို့ရှင်ရင်ဒူထောက်လိုက်ဒူထောက်ပြီးသွားရင် ွာဒီခြေပြားလေးပါထောက်လိုက်မယ်နော်လူထောက်ပြီးသွားရင်ခြေောက်တစ်ဖက်ကလေးကိုထောင်းမှန်လေးထားမယ်ဒါမျိုးလေးနော်ဒီတင်မလေးရဲ့အနောက်ကိုမရောက်စေနဲ့ခါလေးကတက်တဲ့လေးထားမယ်ခါလေးလေးစန်းထုံမယ်နော်ခါလေးထောက်တာတစ်ဖက်ကပေါင်ပုံတင်ထားမယ်ချာမယ်စန်းထုံမယ်ဒါလည်းတချမ်းကိုဆယ်ချိန်နော်ဖိမယ်ပြန်ဆုံထုံမယ်နောက်တစ်ချမ်းလေးလည်းအဲ့တိုင်းမယ်ဒူထောက်မယ်ခါလေးကထောင်းမှန်လေးနော်ချာမယ်ပြန်ပြန်တော့မယ်ဒါလေးကဆယ်ချိန် ဒါလေးတွေဒီပောင်အတွင်းလေးတွေပွင့်လာပြီဆိုလို့ရှိရင်နောက်ထပ်တဆင့်လေးတက်ကြည့်အောင်နောက်ထပ်တဆင့်ကကြတော့ချောက်လေးကိုကာထုတ်လိုက်မယ်နော်ကာထုတ်လိုက်မယ်ခါးလေးဆက်မယ်ဒီခြေပြားလေးကအရှိရနေပြီးရောဖေးလေးကိုဆွဲဖွင့်လာမယ်မနိုင်လို့ရှိရင်လက်လေးထောက်ထားမယ်နော်ဒူကွေးမဲကွေးမဲတဖန်းကိုထိုင်ချလိုက်မယ်ဒူလေးကတချမ်းထောင်မယ်တချမ်းလေးကဆန့်ထုတ်ထားမယ်ခြေပြားလေးကအပေါ်ကိုထောင်ထားမယ်နော်ညောင်းမယ်မနိုင်လို့ရှိရင်တော့လက်ကလေးနဲ့ရွှေ့သွားလိုက်တဖက်ကလေးကိုဆန်းနာမယ်တဖက်ကလေးကိုထောင်မယ်ကိုကဒီပေါင်အတွင်းနဲ့အရင်ကျက်နေရဆိုလို့ရှိရင်ဒီမှာ ထောင်ထောင်လေးဖြစ်နေလိမ့်မယ်။ဒါလေးမှအရင်ကြအောင်ကျင်းကြည့်ပါတော့။ပြန်ထားမယ်။အဲ့ဒါလေးကိုဘဲညာကို၁ချိန်မဲ့သွားမယ်နော်။ကိုကနိုင်သွားပြီအဆင်ပြေတယ်ဆိုလို့ရှိရင်အလုတ်ကလေးသွားလို့ရတယ်။လက်ကကြိုက်သလိုထားလို့ရတယ်။မထီးပဲနဲ့ထိုင်မယ်၊စံထုံမယ်၊ပြန်ထိုင်ချမယ်။စံထုပ်ပြီးချမယ်၊ပြန်မြောင်းမယ်၊ပြန်ချမယ်။အဲ့ဒါလေးကို၁ချိန်လေးသွားမယ်နော်။ကဲအဲ့ဒါလေးပြီးသွားပြီဆိုလို့ရှိရင် frog လေးသွားမယ်။ကျွန်တော်ဘေးတိုက်လေးတစ်ခေါက်ပြပေးမယ်၊အရှိတစ်ခေါက်ပြပေးမယ်နော်။ တော့ frog ကကြတော့ဖားပုံစံလေးခြေောက်ကိုကားထုတ်ရမယ့်ဟာမျိုးလေးပေါ့နော်အရင်ဆုံးဒူထောက်လိုက်မယ်ပြီးဒီခြေောက်ကိုကားထုတ်မယ်ဖေးကိုကားထုတ်မယ်နော်ကားထုတ်မယ်ဆွဲဖွင့်မယ်ခြေောက်ကလေးချမယ်တထောင်ချနောက်ကအရှိနောက်ကလေး push လုပ်လိုက်မယ်နော်ပေါင်တွင်းလေးဖြုတ်မယ်တွန်းထားမယ်တက်ရှူထားမယ်တွန်းထားမယ်ပေါင်တွင်းလေးဖွင့်ထားမယ်နော် ဒါလေးကိုကိုယ်စိတ်ထဲမှာအကျဉ်း20လေးရေးပေးမယ်။အကျဉ်း20လေးရေးပြီးသွားလို့ရှိရင်ဟိုးထားမယ်နော်။လက်လေးစမ်းထုတ်ခေါင်းလေးငုံ။ဒါလေးကိုကြတော့စက္ကန့်30ရာနေစက္ကန့်60အထိဟိုးပြီးတော့ညှိထားလိုက်မယ်နော်။ကဲဒီတစ်ခုလေးပြီးသွားလို့ရှိရင်နောက်တစ်ခုကကြတော့ဒီထက်နည်းနည်းလေးပိုခတ်မှာပေါ့နော်။ဒီထက်နည်းနည်းလေးပိုခတ်မဲ့ဟာကြတော့ဒူးလေးထောင်းမယ်။တချမ်းကိုစမ်းထုတ်မယ်နော်။တချမ်းအဒူးထောက်ထားမယ်။တချမ်းလေးကဘေးကိုစမ်းထုတ်မယ်။ဒီဒူးကဘေးကိုကာထုတ်မယ်နော်။ ဒီဒူးနဲ့ဒီခြေောက်ကလေးနဲ့တလိုင်းနဲ့ထားမယ်ဒီခြေောက်ကကြတော့အတွင်းလေးတဲ့ဒီဒီနေရာလေးလေအဲ့နေရာလေးတဲ့ဟုတ်ကိုမောက်ချမယ်နော်ဒါနဲ့ဒါနဲ့ဒူးနဲ့ခြေောက်နဲ့တလိုင်းနဲ့ဖြစ်ပြီလားကြည့်ခြေောက်ကိုဆန်းထုတ်မယ်အဲ့ဒါလောက်ဆန်းထုတ်မယ်ဒီဒူးလေးနဲ့ခြေပြားလေးကပို့ပြီးတော့ထွက်နေအောင်သွားမယ်နော်ဒါလေးချမယ်ရှင်းနောက်လေးတွန်းမယ်ပေါင်တွင်းလေးတွေဖွင့်ထားမယ်နော်ဒါကြတော့ကိုကလေတင်မကအဝန်းကြချင်မှကြအောင်မယ်ဒါပေမဲ့ရတယ်ရတယ်လောက်ကလေးပဲတော့မယ်နော် ရှင်းအောင်လေးတော့ရှင်းအောင်ကို20ပြီးသွားရင်ရောင်လေးဖြုတ်ကောင်းလေးငုံပြီးတော့ဒါလေးကကြာစက္ကန့်30ရနေစက္ကန့်60အထိဟိုးထားပေးနောက်တစ်ချမ်းလေးနဲ့အလုပ်ပဲပြန်ထရင်ဒူပွေမယ်ချောက်ကလေးပူမယ်ပြန်ထလိုက်မယ်နော်နောက်တစ်ချမ်းလေးတော့ပြမယ်နောက်တစ်ချမ်းကအရင်ဆုံးဒူထောက်ကျွန်တော်တစ်ဖက်ကိုစမ်းထုံမယ်နော်ရှိုးသွားလိုက်ရှိုးသွားလိုက်ဒီခြေရောက်အတွင်းလေးနဲ့ဖိမယ်ဒူးလေးတွေကာထုံမယ်နော် နောက်လေးချမယ်ရှင်းနောက်လေးအရင်တွန်းမယ်ရှင်းနောက်လေးကို20တွန်းဒါလေးကိုညင်သွားပြီရသွားပြီဆိုရင်လက်လေးဆန့်မြောက်ခေါင်းလေးငုံဒါလေးကကြတော့စကန့်30ရာနေ60ဟိုကအငိမ်လေးဟိုထားပေးမယ်နော်ကဲချာခုနပြတဲ့ဟာလေးတွေကကြတော့ tray လေးပေါ့နော်အဲ့ tray လေးတွေဖီးသွားပြီဆိုလို့ရှိရင်အခုဆောက်တော့မယ်ကျင့်တော့မယ်ကျင့်တော့မယ်ဆိုရင်နှစ်မျိုးရှိတယ်အပေါ်ကနေမတည့်ရက်ပြီးတော့ အောက်ကိုဖိချတဲ့ဟာပေါ့နော်အဲ့ဒါလေးကပိုခတ်တဲ့ခဏနဲ့ပြပေးမယ်အဲ့ဒါလေးကပိုခတ်တယ်ဒါပေမဲ့အခုခါကျတော့နည်းနည်းလေးလွယ်တယ်သူချက်ကိုကားလိုက်ကားပြီးတော့မှတဖြည်းဖြည်းချင်းစီအရှိ့ကိုဆန်းထုတ်ပြီးတော့ကိုယ့်ရဲ့ limit ကိုကြော်ကြော်ပြီးတော့ကားထုတ်တဲ့ဟာလေးပေါ့နော်ဒါလေးကိုအရင်ချင်းဒါလေးကကြပိုလွယ်အခုဒီမှာဒါပါတော့ကိုကဒီလောက်ပဲရသေးရယ်ရသေးရယ်ဆိုရင်ဒါကိုကိုယ့်ရဲ့အဆုံးအဆုံးထိကိုကားထုတ်လိုက်ရတဲ့မှမဖြစ်ဘူးလက်လေးအောက်မှာထားမယ်ရှေ့ကိုတွန်းမယ် ဒီနားလေးမှာကိုနိုင်အောင်ထိမ့်မယ်ပြီးရင်အရေးကြီးတာကြခါလေးကတော့ကုန်းနေလို့မရခါတင်မောက်လှန်လှန်လှန်ခောက်ကဖင်အနောက်ကိုကောက်လှန်ထုတ်ထားမယ်ရမလေးဖွင့်ထားမယ်နော်သူကဒီပေါင်ရဲ့သဘောကကြဒီပေါင်ရဲ့အယိုးလေးကဒီလိုမျိုးတရိကံဟွာလေးရှိရလေဒါလေးကဟစ်ဘုံလေးရှိရလေအဲ့ဟစ်ဘုံလေးထဲမှာအယိုးလေးအထဲမှာဒီလိုဝင်နေဒီတိုင်းတက်တက်ကြီးဆိုလို့ရှိရင်မရအောင်တင်မောက်လေးကိုနည်းနည်းလေးလှန်လိုက်တော့မှခြောက်ကပိုဖျဲလို့ရတာအဲ့အဲ့လိုသဘောတရားလေးရှိရပါတော့အရှိလေးကိုတွုံးမယ် ရသေးလားထပ်တိုးမယ်ဖင်လေးကအမြဲတမ်းကောက်ထားရမယ်နော်အနောက်ကလေးတို့လိုလှန်ထားရမယ်လူကုန်းထားလို့ရှိရင်လုံးဝမရအောင်ပြီလားမေယွန်းစမ်းကြည့်လေလုံးဝမရကားထုံမယ်နော် ခါလေးဆန်နာမယ်လန်နာမယ်ရင်မလေးဖွင့်နာမယ်ဒါမှကိုနိုင်တလောက်ပေါ့နော်ကိုဘလောက်ထိရလဲတနေ့ကိုနည်း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 ပဲလှုပ်ပေးသေးလားအရင်လှုပ်လိုက်လို့တခါတည်းတနေ့တည်းကိုအားကြီးလှုပ်လိုက်လို့လည်းမရသွားဘူးဒါပေမဲ့ injury ပဲရနိုင်တယ်သိလားအဲ့တော့မလောနဲ့တနေ့ကိုနည်း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 ပဲကျင့်ဒါကြတော့ဆိုတော့ထိုင်ရက်နဲ့ဖျဲပြတဲ့ဟာလေးပေါ့နော်နောက်တစ်ခုလေးပြပေးမယ်နောက်တစ်ခုကကြတော့ခတ်တော့ခတ်တယ်ဒါပေမဲ့နေတိုင်းကျင့်တဲ့တည်းမှာထည့်ပေးနော်အဲ့ဒါလေးမထည့်လို့ရှင့်ရင်မရအောင်လောက်ကိုလောက်ရမှာဆိုတော့လေလောက်ရမယ်နော်စောက်ကိုက လက်ချလက်ကအောက်မှာကိုလက်နဲ့ကိုမကြလို့ရှိရင်ဘလော့တောင်းလေးနဲ့ချလို့ရတယ်ချောက်ကလေးကိုရှောသွားမယ်ရှောသွားမယ်တဖြည်းဖြည်းချင်းစီဖိချ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 မယ်အရင်ဆုံးမှောက်လိုက်မှောက်လိုက်ဒီနားလေးမှာအသားကြောင်နေပေါ့နော်အသားကြောင်နေအဆင်ပြေသွားပြီဆိုရင်ဆန့်ထုတ်လိုက်မယ်ကားထုတ်อืมโอเคလာအပြီးသွားပြီဆိုလို့ရှိရင်ပြန်ဖြည့်ရလေးသွားမယ်ဒါလေးကကြတော့တဖြည်းဖြည်းချင်းစီချောက်ကလေးတွေကိုလက်နဲ့ဆွဲယူလိုက်ရတယ်ဖြည်းဖြည်းပေါ့နော် ီးတော့မှခြေပြားလေးပုံမယ်ခါလေးဆက်မယ်ဘတာဖလိုင်းလေးနဲ့ပြန်ဖြည့်ပေးရမယ်နော်ညောင်းသွားပြီလေဒီပေါင်နဲ့အရန်နာသွားပြီလေကိုယ့်ရဲ့ limit ကိုကြော်ပြီးလောက်တာဆိုနာတာပေါ့ခါထားမယ်နော်ခါလေးပြီးတော့ရင် အနာလေးတတ်သွားပြီပေါ့နော်ခြိုက်ပို့စလေးနဲ့နာမယ်ခြေပြားလေးပုံမယ်ဒူးလေးကထုတ်မယ်နော်စမ်းထပ်ခေါင်းလေးငုတ်โอเค ကဲအဲဆိုလို့ရှိရင် တကယ်တကယ်ကိုစိတ်ကိုရားကျင်တယ်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်အခုစနိုးပြပေးတယ်လက်ကျင်ကန်လေးတွေကိုသေချာလုပ်ပြီးတော့ဒါလေးကိုနေတိုင်းကျင်းလို့ရှိရင်နှစ်ပတ်အတွင်းရှာလာမှာပဲဖြစ်ပါတယ်ဒါပေမဲ့ကိုကအရန်လောလို့မရအောင်ပေါ့နော်အရန်လောလို့မရအောင်တနေ့ကိုနည်း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 ကိုယ့်ရဲ့ flexible ဆိုတာလည်းတနေ့နည်းနည်းနည်းတည်ဆောက်ရတာ strength ဆိုတာလည်းတနေ့နည်းနည်းတည်ဆောက်ရတာဆိုတော့လုံးဝစိတ်ရှည်ပြီးပါတိခံပြီးပါရလာပါလိမ့်မယ်နောက်ဗီဒီယိုလေးမှာဆုံမယ်တတ်တာ Thank you.